ဟုတ်ကဲ့မင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထဲမှာစကားကျွတ်ဆိုရနော်ဟာဒီနေ့မှာကျွန်တော်ထိုင်းစကားလေးခုံးပေါ့နော်အမေးစကားလေးခုံးကိုကျွန်တော်လာပြီးတော့ share ပေးပါတယ်လွယ်လွယ်လေးတွေပါအဲ့ဒါလေးတွေကိုကျွန်တော်တစ်ခါလေးဖြည့်ပြပေးသွားမှာဖြစ်ပါတယ် okay နံပါတ်1နံပါတ်1မှာကြတော့ပိုင်းနိုင်ပိုင်းနိုင်ဆိုတော့လူတိုင်းသိမှာပေါ့နော်ဘယ်သွားမလို့လဲပိုင်းနိုင်ဆိုတော့ဘယ်သွားမလို့လဲ ကိုကဘယ်သွားမှလဲကိုကဈေးသွားမယ်ဆိုပါစို့အဲ့ဒါဆိုပိုင်နိုင်ဆိုတော့ကိုဘယ်သွားမလို့လဲကိုကဈေးသွားမလို့ဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်ပိုင်တလားပိုင်ဆိုတော့တွားတာတလားဆိုတော့ဈေးကိုပြောတာ ပိုင်တလားဆိုလို့ရှိရင်ဈေးကိုသွားမလို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်နော်တကယ်လို့ကိုက7 level ကိုသွားမယ်ဆိုလို့ရှိရင်ပိုင်7 7 level ကိုသွားမလို့ တကယ်လို့ကအလုပ်သွားမလို့ဆိုလို့ရှိရင်ပိုင်ထမငန်းအလုပ်သွားလို့မလို့ဒီလောက်ပါပဲသူ့အမေကဘယ်ဘယ်သွားမလို့လဲဆိုလို့ရှိရင်ကိုဆေဗင်လေးမျိုးသွားမလို့တုံမဟုတ်ဇီဟုသွားမလို့တုံမဟုတ်အလုပ်သွားမလို့အဲအဲ့လိုပေါ့နော်သဘောပေါက်မလို့ထင်ပါရဲ့နော် okay ဇီဟုသွားမယ်ဆိုတာကြတော့ပိုင်တလားပိုင်တလားဇီဟုသွားမလို့ဆေဗင်လေးမျိုးသွားမလို့ပိုင်ဆေဗင်ပိုင်ဆေဗင်ဆိုတာဆေဗင်လေးမျိုးသွားမလို့ တကယ်လို့လောက်သွားမလို့ဆိုလို့ရှိရင်ပိုက်ထမငန်းပိုက်ထမငန်းဆိုတာလောက်သွားမလို့ဟုတ်ပါတယ်အဲ့လိုမျိုးတွေအဲ့လိုမျိုးလေးတွေဖြည့်သွားလို့ရပါတယ်နော်ဒါနံပါတ်1 Okay နံပါတ်2ကိုသွားမယ်နံပါတ်2မှာထမအလိုက်ဘာလုံးနေလဲတကယ်လို့ကိုကဘာလုံးနေတာလဲကိုကထမင်းစားနေတယ်ဆိုလို့ရှိရင်กินข้าวဒီလောက်ပဲဖြည့်လို့ရပါတယ်ထမင်းစားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ထမအလိုက် ဘာလို့နေလဲกินข้าวတော့မဟုတ်กินข้าวอยู่อ่าအဲ့လိုပေါ့နော်သမီးစားနေတဲ့အဲ့လိုမျိုးကြီးပြောလို့ရတယ်ဘာလို့နေရလဲ wish on နေတယ်ဆိုလို့ရှိရင်စက်ဖာစက်ဖာ you အဲ့လိုမျိုးကြီးဖြေလို့ရတယ်စက်ဖာဆိုရလဲဖြေလို့ရတယ်လို့စက်ဖာ you ဆိုရလဲဖြေလို့ရတယ်တော့မဟုတ်ทํากับข้าวသမီးချက်နေတယ်ทํากับข้าวอยู่သမီးချက်နေပါသည် အဲ့လိုမျိုးဒီပြေလို့ရပါတယ်နော်ကိုကဘာလုပ်နေရလဲကိုကအိုးလျှော်နေတယ်ဆိုလို့ရှိရင်ဇက်ဖာဇက်ဖာယူအိုးလျှော်နေပါတယ်အဲ့လိုမျိုးဒီပြောလို့ရပါတယ်โอเคနံပါတ်3သွားမယ်နံပါတ်3မှာဘာလဲဆိုတော့กินอะไรภาษากินอะไรภาษามလဲภาษามလဲပေါ့နော်กินอะไร กินอะไรဆိုတော့ภาษามလဲ အစကောပါစားမလဲကိုထမင်းစားမယ်ဆိုလို့ရှိရင်กินข้าวထမင်းစားမယ်နော်ဒါတော့သိမှာပါနော်กินข้าวဆိုထမင်းစားမယ်ဒီကလေးကမမစားချင်တယ်ဆိုกินမမกินဆိုတော့အရင်ပြောရမယ်ပြီးတော့မှကိုစားမယ်ရအောင်ပြောမှာဖြစ်ပါတယ်กินမမဆိုလို့ရှိရင်မမစားမယ်မဟုတ်မုတ်စားခြင်းနဲ့မုတ်စားမယ်ဆိုပြီးတော့ပြောမှာကွာမုတ်ကိုကြတော့ခနုံ กินขนมพอสาแม่ไอ้หลုံမျိုးนี่ပြောလို့ရပါတယ်เนาะဒါနံပါတ်3ပါโอเคနံပါတ်4ကိုသွားမယ်နံပါတ်4မှာကြာတော့ဒူမလိုင်းဘာတောင်းมาလဲဒူမလိုင်းဘာတောင်းมาလဲโอเคกว่ายีตองแมยีกูจอดน้ําดื่มน้ําตัวดื่ม อะไรสุบรมเมียลิป่าตองมาแลกูดื่มน้ํายีตองแม ตมาฮกัวดื่มเบปซี่เบซี่เต้าแมงดื่มโค้กโค้เต้าแมงไอ้หลุมอยู่เบียวรุยไอนอดปีรอกกินสวาเลตรงลุยไอ้กินน้ำไอ้หลุมเลยเบียวรุยไอาเลยนอกินน้ำตอมาฮกกินเบปซี่กินโค้กอ่ะไอ้หลุมอยู่ตรงลุยาไอ้เนาะถ้าเรา နံပါတ်၄ရဲ့အဖြေလေးတွေဖြစ်ပါတယ်ကိုက dim man လိုက်ဆိုတော့ဘာတောင်းမှလဲပေါ့နော် dim nam ဆိုလို့ရှိရင်ရေတောင်းမယ် dim dim beer ဆိုလို့ရှိရင် beer တောင်းမယ်အဲ့လိုမျိုးလေးတွေပြန်ဖြေလို့ရပါတယ်နော်အားလုံးသဘောပေါက်မယ်လို့ထင်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်နော် thank you ပါ